င်္ဂါပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့လူမြင်ကောင်းမယ့်လက်ဆောင်တွေထက်တကယ်လိုအပ်တဲ့လက်ဆောင်မျိုးပေးခဲ့တဲ့အချက်သူကိုကျေးဇူးတင်နေဆိုရဲဝါဆိုမှုပါဖြိုးလေးနဲ့ဝါဆိုမှုလူဆောင်တွေလေးကတော့တရားကိုတရားနားလည်မှုတွေအချက်တွေနဲ့ရှေ့ဆက်ခဲ့တာအခုဆိုရင်ချစ်သူတက်တန်၉နှစ်ကျော်ခဲ့ပါပြီနှစ်ယောက်သားကတော့အချိန်ကြာကြီးချစ်သူတွေဖြစ်ခဲ့ကြပါပဲတရားကိုတရားစိတ်ကုံတာတွေစိတ်ပြက်တာတွေမရှိပါဘူးသူတို့နှစ်ယောက်ကတော့၉နှစ်ကျော်ကြာကြွယ်ခဲ့ပြီမြဲအခုချိန်ကြီးသူတို့ရဲ့အချက်တွေကလက်ဆက်နေတော့မှာပဲ နှစ်ယောက်သားကအချိန်တော်ကြာတွဲလက်မြဲခဲ့တာကတယောက်ပေါ်တယောက်နားလည်မှုအပြည့်ပေးထားသလိုတယောက်လိုအပ်ချက်ကိုတယောက်သိနေလိုပါပဲအားလုံးလေးစားအားကြရတဲ့အနေပညာရှင်ဆောင်တွေဖြစ်ပေမဲ့လူတွေအမြင်တက်တယ်ဖို့ထက်တယောက်ကိုတယောက်တကယ်ချက်ပြီးလိုအပ်တာတွေဖြည့်ဆည်းပေးတတ်ကြပါတယ်တချို့အတွဲတွေဆိုရင်လူအမြင်တက်မဲ့လက်ဆောင်တွေဝယ်ပေးတတ်ပေမဲ့ဖြိုးလေးနဲ့ဝါဆိုမှုဥကတော့အဲ့လိုမဟုတ်ပါဘူးတွဲလာတာကလည်းအချိန်တော်ကြာခဲ့ပြီမို့တယောက်ဖြစ်ချင်တာလိုအပ်တာတွေကိုမပြောဘဲသိနေခဲ့ကြတာလည်းဖြစ်ပါတယ် ဝါစုကတော့ဒီနေ့ Valentine Day မှာချစ်သူလိုအပ်နေတဲ့မျက်မှန်တက်လက်လက်ဆောင်ပေးခဲ့သလိုဖြိုးလေးကလည်းဝါစုအကြိုက်ပတ်စံတွေလက်ဆောင်ပေးခဲ့တာပါ။ရင်းရှိမခံတဲ့ပန်းစည်းတွေကိုလက်ဆောင်ဝယ်ပေးမယ်အစားဝါစုမိုးတကယ်လိုအပ်တာဝယ်ဖို့ပတ်စံ350ပေးရတာလည်းဖြစ်ပါတယ်။ဝါစုကတော့သူမမလို့ခြင်းတဲ့ပစ္စည်းတွေအထက်အလွယ်တာတွေဝယ်ဖို့ရအောင်စီစဉ်ပေးခဲ့တာမို့ချစ်သူကိုကျေးဇူးတင်နေခဲ့ရလဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ဝစ်စားထားတာကအရှက်မရှိဘူးဆိုပြီးဝေဖန်နေကြတဲ့ပရိသတ်တွေကို မြန်မာပြည်သိန်းနန်စတိုင်နဲ့တကွက်ပြလိုက်တဲ့အဖြစ်အပျက်တွေပါ။နာမည်ကြီးဆက်လီကြောက်ဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဝေဖန်တဲ့သူကိုတိတ်တဆိတ်ဖြစ်ရှင်းတဲ့သူဖြစ်ပါတယ်။ဖြူထွေးကမြန်မာနိုင်ငံကဆက်လီတွေထဲမှာအောင်မြင်ဆုံးဆက်လီတစ်ယောက်ပါ။အနုပညာလောကတွေကိုဂျွန်းထိုးပြီးဝင်ရောက်ခဲ့တာမို့ဝေဖန်မှုတွေစတင်ခဲ့တယ်လို့အခုထိလည်းဝေဖန်ခံရဆဲဖြစ်ပါတယ်။အနုပညာအလုပ်တွေမလုပ်ဘူးတဲ့ဖြူထွေးကစိတ်ညစ်ညစ်နဲ့ထမင်းဝတ်ပြီးတွန်းခဲ့တဲ့ပုံရင်းကြောင့်ဖြူထွေးဆိုပြီးနာမည်ကြီးခဲ့တာပါ။ မီဒီယာသမားဖြစ်ခဲ့ဖြူထွေးကတော့အင်တာသွားဖြူတာအတန်ပါမလာတာကြောင့်အလုတ်ပြုတ်ခဲ့ပြီးစိတ်ညစ်နေတဲ့ကြောင်းကဝဲတခုမှထမင်းဝှက်ပြီးတော့အပိအပြင်ထွန်ရခါနေနာမည်ကြီးလာတဲ့ဆယ်လီတယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဘာအမှုပညာဝန်စားမှမရှိဘဲအမှုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီးမြဲအခုချိန်မှာတော့ဇလန်တိုရီကြောင်းညာရီပြင်ရုပ်ရှင်စကားကြီးတွေမှာပါပါဝင်သေုပ်ဆောင်ဝင်ရရှိခဲ့တဲ့ဆယ်လီဖြူဖြူထွေးဖြစ်နေခဲ့ပါပြီ။ဖြူထွေးကတော့ဝေမျက်ဖို့တွေကြောင့်ပြုတ်လဲမသွားဘဲနာမည်ကြီးအောင်ကြိုးစားနေခဲ့သူလည်းဖြစ်ပါတယ်။ ရူထွေးကတော့ကန့်ကောင်းပြီးတော့ဆယ်လီတယောက်ပြစ်ခဲ့ပြီးမယ်။အခုအချိန်မှာတော့အမှုပညာအလုပ်တွေကိုပေါင်းစုံလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ကိုဝိုင်တီထွင်ပြီးတော့ဇလန်ဒူရီယာကုနေသလိုရုပ်ရှင်စကားကြီးတွေမှာပါပေါဝရဲ့ကုနေရသလိုအခုချိန်မှာဆိုရင်အစရောတယောက်အနေနဲ့တချင်နေပါသေးဆိုနေပြီပဲဖြစ်ပါတယ်။ရူထွေးကလူကြိုက်များတဲ့ဆယ်လီတယောက်မှတချင်ဆိုကိုကန့်လန့်ကြတာများပါတယ်။နမေကြီးဆယ်လီမာမို့ပွဲတော်တော်များများမှာတချင်းဆိုဖို့အဖက်ခံရင်းကနေအစောတယောက်အနေနဲ့လည်းတချင်းနေပါသေးဆိုနေပြီပဲဖြစ်ပါတယ် ဖြူထွေးကပွဲတွေမှာတချင်လိုက်ဆိုရင်ပြိသက်အချက်ခံရအောင်ကြိုးစားနေရဖြစ်ပါတယ်။ဖြူထွေးကတော့သူ့ကိုလာကြည့်ရဲ့ပြိသက်တွေကိုတတ်အောင်ဖြောပြပေးမယ်ဆိုရယ်စိတ်ကူနဲ့ဖြောပြပေးနေသူပါ။သူကအဆုတ်ကောင်းတဲ့သူတယောက်မဟုတ်တာမို့ပွဲလာကြည့်တဲ့ပြိသက်တိုင်းကျင့်နဲ့အောင်ခိုင်းသမျှအကုန်လုပ်ပါတယ်။ပြိသက်တောင်းဆိုတဲ့တချင်တိုင်းကိုသီဆိုပေးသလိုဂျုံခိုးခိုင်းရင်တော့မှပဲအချက်မရှိအချက်မမချက်မကြောက်ဂျုံထုတ်ပေးတဲ့အထိပါပဲ။ပြိသက်တွေပေါ်ထားတဲ့သူရဲ့စေတနာကြောင့်အလုံးကဝိုင်းပြီးချီးကျူးနေကြပါပဲ။ သူ့ရဲ့ဝတ်ပုံစားပုံတွေကြောင့်ဝေးပြန်ခံနေရပါတယ်။ပရိသတ်ကိုစိတ်ပျော်အောင်ခိုင်းနာလုပ်ပေးတာကိစ္စမရှိပေမဲ့ပေါ်နေရဝတ်ပြီးဂျွန်းတို့ပြရတဲ့ကအရှက်မဲ့တယ်ဆိုပြီးဝေးပြန်ပြောဆိုနေကြဖြစ်ပါတယ်။ရူရူထွေးကတော့အခုနောက်ပိုင်းမှာဘလို့ပွဲနေနေပေါ်အောင်အတူပြက်တွေဝင်နေတာမို့ပရိသတ်တွေကကြည့်မြဖြစ်နေရပါ။လူငယ်တယောက်မို့အလန်းစရာဝတ်တာပြဿနာမဟုတ်ပေမဲ့ကိုသားရဲ့ပွဲအခြေအနေကိုကြည့်ပြီးဝတ်စားတဲ့နယ်ဆိုပြီးပြောဆိုဝေးပြန်နေကြဖြစ်ပါတယ်။ အဝိစားနဲ့ပတ်သက်ပြီးဝေဖန်ခံရတဲ့ဖြစ်သူတွေကတော့ဝေဖန်မှုတွေကိုနှုတ်ကမတုံ့ပြန်ပဲပြိသက်တွေကိုတကွက်ပြလိုက်ပြီလည်းဖြစ်ပါတယ်ဖြစ်သူတွေကတော့ကလတ်တတက်ဝတ်တက်လို့အရှက်မရှိရဲ့ဆယ်လီမားဆိုပြီးဝေဖန်ခံရတာမျိုးအခုဆိုရင်လုံးလုံးချုံချုံမြေမပြိသိမ့်တဲ့စတိုင်နဲ့ပွဲထွက်လာပါတယ်ပုံမှန်ဆိုရင်လောင်ဝတ်ထားတဲ့ဝေစားဝေပြီးချင်းဆိုတဲ့ဖြစ်သူတွေကဝေဖန်သူတွေကိုတုံ့ပြန်တဲ့အနေနဲ့လုံးလုံးချုံချုံဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်သူကမြေမပြိသိမ့်တဲ့ဝင်နေကြပုံစံမျိုးကိုမှအဖြစ်အဝန်းဆက်ဝတ်ပြီးတော့ပွဲဆိုခဲ့တာပါ အဖြူရောင်အင်းကြီးပေါင်းမြူဝမ်းဆက်မှာဘောကျယ်ရီထိုးပြီးအမိုင်ဆောင်းဝဲဆိုင်ခဲ့ရလဲဖြစ်ပါတယ်။မလုံးမချုံဝတ်လို့ဝေဖန်ခံရတဲ့ဖြူလူတွေကတော့အခုဆိုရင်ဝေဖန်သူတွေကိုတော်ခွက်ပြလိုက်ပါပြီနော်။မလုံးချုံတာတွေလို့ပြောခံရမှုဒီလိုလေးရောကြည့်ရလားစင်ပြေရလားဆိုပြီးတော့အရွက်တိုက်ပြီးမင်းမြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်လေးတို့ရောဖြူလူတွေရဲ့စတိုင်အစ်ကိုကြိုက်လားဆိုတာထင်မြင်ချက်လေးပေးခဲ့ပါအောင်နော်။ချေရပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါရရှင်။ အခုတင်ဆက်ပေးချင်တာကတော့အရန်ချစ်ပြတတ်တဲ့ယောက်ျားဆိုတာကိုခံလိုက်ရလို့စိတ်မကောင်းဖြစ်နေတဲ့ကိကက်ပါအပြိုဟိုင်းကြီးရွေရောင်းမအိမ်အောင်ပြုတ်ခဲ့တဲ့မင်းမီကျော်လေးကိကက်ကတော့အရန်ကိုချစ်တတ်တဲ့ယောက်ျားကောင်းကိုပိုင်းဆိုင်ထားလို့ပြိတ္တအားကြခံနေရတာပါအသက်ကြီးများအိမ်အောင်ကြပြီးမဲ့နုပြိုနေစေဖြစ်တဲ့သူ့ရဲ့ပုံစံလေးကြောင့်အမျိုးသားရဲ့အချစ်ကိုပိုင်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်ကိကက်ကတော့အရန်ချစ်တတ်တဲ့အမျိုးသားကြောင့်အမြဲပျော်ရွှင်နေရပြီးမဲ့အခုချိန်မှာတော့အဆုခံနေရပြီလို့စိတ်မကောင်းဖြစ်နေပြီဆိုပြီးပြိတ္တတွေကိုသိပေးလာပါတယ် ကကကအမြန်ရောက်ကြချက်တာပဲခံနေရပေမဲ့ကလေးဆန်နဲ့သူ့ရဲ့ပုံစံကြောင့်ယောက်ျားဖြစ်သူကစိတ်ဆိုးပြီးဆူခဲ့တာပါကကကကတော့လူကြားတဲ့ထွက်အမှရှက်တက်တဲ့အမျိုးသားရဲ့အန်အောနေတဲ့ဗီဒီယိုကို react လုပ်ပြီးတင်ခဲ့ရလဲဖြစ်ပါတယ်ကကကအကယ်မီရချိန်မှာအမျိုးသားဖြစ်သူကအရန်စိတ်လှုပ်ရှားနေသလိုအကယ်မီစုကျင်ညာတဲ့သူကကကကလေးလို့ဆိုပြီး online ချိန်မှာအရန်ဝမ်းသာသွားတဲ့အမျိုးသားရဲ့ပုံကို live မှာတင်ခဲ့ရဖြစ်ပါတယ်ကကကတော့အမျိုးသားရဲ့ပံ့ပိုးမှုကိုရလို့ဂုဏ်ယူနေသလိုအကယ်မီရတာသူ့ထပ်ပိုပြောနေတဲ့အမျိုးသားရဲ့ပုံစံကိုသဘောကျလို့တင်ခဲ့ပြီးမြဲ မြူသားဖြစ်သူစိတ်ဆိုးသွားခဲ့ပါတယ်။ကိကကတော့သူ့ရဲ့ကလေးဆန်နဲ့လိုရကြအမြူသားကစုပူနေအောင်မဝမ်းနဲ့ပက်လက်ဖြစ်နေရပြီဆိုပြီးတော့ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ဆရာရဲ့ပြိသက်ကြီးတွေညှောက်ဝေပေးလိုက်ပါတယ်နော်။အခုတစားပေးနေတာကတော့မွေးနေ့ပွဲနဲ့မင်္ဂလာဆောင်နဲ့မာယာလောက်တဲ့အထိခန္ဓာလုံးနဲ့မေးချက်သက်ရဲ့မွေးနေ့ပွဲကြီးပါလူတိုင်းကြီးပါကမွေးနေ့ပွဲကိုပျော်ပျော်ပါပါနဲ့ပေါ်ပေါ်ပါပါပဲဆင်းရဲထကြတာသဘာဝလိုပါပဲအသက်တနည်းကြီးသွားပြီးစာနဲ့တကယ်ချင်းတွေကပျော်ပါထကြပါမိမယ် အစောမှလေးမင်းချစ်သက်ကတော့သူများနဲ့မတူအောင်ကျင်းပါခဲ့တာပါ။မင်းချစ်သက်ကတော့မကြငင်ရပိုင်းကကြောက်ခဲ23နှစ်ပြည့်မွေးနေ့ပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ကျင်းပါခဲ့ပါတယ်။သူ့ရဲ့မွေးနေ့ပွဲလေးကဘလောက်ထူးဆန်းပြီးခမ်းနားလဲဆိုရင်မွေးနေ့ပွဲလာမင်္ဂလာဆောင်ပွဲလာဆိုပြီးမေးရတော့တဲ့အထိပါပဲ။မင်းချစ်သက်ကတော့23နှစ်ပြည့်ရဲ့နေ့လေးမှာပျော်ပွဲရှင်ပွဲမျိုးမလုပ်ခဲ့ပဲသူချစ်ခင်လေးစားရတဲ့ခနွေအစရောကြီးတွေဆရာသမားတွေနဲ့အပေါင်းအသင်းတွေကိုဖိတ်ကြားပြီးမွေးနေ့ပွဲကျင်းပခဲ့တာပါ။မင်းချစ်သက်ကမွေးနေ့ပွဲလေးမှာကုသိုလ်တရားရင်နေပြည်နယ်နေအောင် မိဘတွေရဲ့ခြေရာကိုယ်ဝါလက်ခံရယူခဲ့တာတယ်။မိစစ်တပ်ကတော့မိဘတွေရဲ့ချက်ချင်းတရားတွေကိုနားလည်နေသူတရားမို့မိဘကျေးဇူးဆန္ဒအမြဲကြိုးစားနေခဲ့တယ်လို့အခုလည်းဝင်းနေပွဲနဲ့မိဘခြေရာခံယူပွဲဆိုပြီးတခါလဲကျင်းပခဲ့တာပါ။မိစစ်တပ်ကတော့သူကိုအသက်ပေးပြီးမွေးခဲ့နေမှာမိဘတွေကိုချစ်ပြီးတန်မှုထားတဲ့အကြောင်းကိုတချင်တွေသူဆိုပြခဲ့တယ်လို့တန်မှုထားပြီးတင်းစီလို့ရအောင်ခြေရာကိုယ်ဝါရယူခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့23နှစ်ပြည့်ဝင်းနေလဲသူရဲ့23နှစ်ပြည့်ဝင်းနေလေးကတော့ သူ့အတွက်ရောပရိသတ်တွေအတွက်ဘာထူးဆန်းနေမှာသိကြပါမယ်နော်ခြေရပရိသတ်ကြီးမျှဝေပေးလိုက်ပါရရှင်အခုတင်ဆက်ပေးမှာကတော့ဒီတသက်မှာဇက်ဖို့အစ်စ်တွေအကယ်ဒမီမရနိုင်တော့တဲ့အကြောင်းကိုစိတ်မကောင်းစွာထုတ်ပြောလာတဲ့တေယုဆောင်ဦးစော်ဝင်းနိုင်မှာတခက်တခါမှာဇက်ဖို့တယောက်အနေနဲ့အမှုပညာလှူရှားမှုတွေအများကြီးလောက်ကင်ခဲ့တယ်လို့အကယ်ဒမီရင်ခုန်ခဲ့ပြုပေမဲ့အခုကတော့ဇက်ရန်နေရာမရအောင်မနေထိနေရပြီပဲဖြစ်ပါတယ်တေဥဆောင်ဥဇော်ဝင်းနိုင်ကတော့ဘလောက်ပဲကြိုးစားနေပါစေအကယ်ဒမီရဖို့မဖြစ်နိုင်တော့ဘူးဆိုပြီးဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါပြီ ဇက်ဖို့အစ်စ်တွေအကယ်ဒမီမရတဲ့အချိန်မှာသူ့အနေနဲ့အကယ်ဒမီရဖို့မဖြစ်နိုင်တော့ဘူးလို့ယင်ဖွင့်လာခဲ့ပါတယ်။ဇက်ဖို့အစ်စ်တွေစုမရတာကမင်းသားမင်းသမီးတွေအပြစ်မဟုတ်ဘဲလာကန်းလန်းတဲ့ပရိုဂျူဆာတွေဒါရိုက်တာတွေတောင်းလို့ဆိုရတယ်။ခရီးစီကြောင်းရဇက်အိမ်တွေပြောင်းလဲလာသလိုလူသုံးတဲ့နေရာမှာလည်းကွာဟောင်းမှုတွေရှိကုန်ကြတာပါ။အရင်လိုဇလန်းဇက်အိမ်ကောင်းတဲ့ဇကားတွေအများကြီးတော့ပဲလင်လူမရလူဇကားတွေရိုက်နေကြတာမို့သူတို့အနေနဲ့အဓိကနေရာကနေဇက်ဖို့ခွင့်မရတော့တယ်လို့ငှားတဲ့သူတွေကလည်းသူတို့လိုလူတွေထက်ရအောင်လို့မျိုးနံပါတ်ကြီးတွေကိုငှားပြီးရိုက်နေကြပြီလို့ဆိုပါရယ်။ ခက်ကမတူတာမို့ဝိုင်းရင်မင်းသားမင်းသမီးတွေနဲ့ရှင်ပြီးသူတို့ကိုမငှားကြတော့တာမို့အကယ်ဒမီရဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အခြေအနေပါဦးစုံဝင်းနိုင်ကတော့အကယ်ဒမီမရလို့စိတ်မကောင်းဖြစ်ပေမဲ့အနုပညာအလုပ်ကိုမစွန့်လွှတ်နိုင်သေးအောင်မို့လာငှားရင်တော့ရှားတဲ့နေရာကနေရိုက်ကူးဖို့အဆင်သင့်မယ်လို့ဆိုပါရယ်တေဦးဆောင်ကောင်းတဲ့ဦးစုံဝင်းနိုင်ကတော့အကယ်ဒမီရုပ်ထုမရနိုင်တော့ပေမဲ့ပရိသတ်တွေပေးတဲ့အကယ်ဒမီကိုတော့ရရှိပြီးသားပါမယ်နော်ဆရာရပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါရယ်ရှင်အခုလိုအနုပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ ကျမတို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။